င်္ဂလာပါရှင်ဒီကနေ့မှာတော့ဆရာဆရာမတော်ရာအေးလေးရဲ့လရဲ့ပုံမြင်ဆိုတဲ့ဝိထုရဲ့အပိုင်းကိုအခန်းရှိကိုဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ်ကျမနဲ့တူလိုက်ပါခန်းစားကြကြပါအောင်ရှင် ရာသီစဝန်းရှစ်ပတ်ကျော်ခဲ့လေပြီ။အချိန်ပြောင်းသွားသည်နေရဒေသပြောင်းသွားသည်လက်ပတ်တာမဟုတ်တော့ရေရင်းကုန်းမဟုတ်တော့ဖွံ့ဖြိုးရေးရှေ့ဆောင်တွင်မဟုတ်တော့ရန်ကုန်ဖြစ်သည်ကရုဏာတော်ကျောင်းတွင်ဖြစ်သည်ရှယ်လီဖြစ်ခြင်းနှင့်အဲ့မူဖြစ်နေခြင်းသည်သာမပြောင်းလဲတူညီသည်ပြီးခဲ့ပြီဟုထင်သောဇလန်ပြန်လဲအသက်ဝင်လာသောနေ့တစ်နေ့ရောက်လာခဲ့သည် ကရုဏာတော်တွင် ထိုနေ့သည်တာမန်နေများလိုပင်ထူးထူးခြားခြားမရှိခဲ့ သို့သောရှယ်လီတွတ်မှုရင်ခုန်စိတ်လှုပ်ရှားပွေရောပြွန်နေသော နေ့တစ်နေ့ဖြစ်ခဲ့ပါသည်ထိုစဉ်အခါတုန်းကကွန်ပျူတာထဲမှဓာတ်ပုံများကို တပုံချင်းရှယ်လီကြည့်နေရင်းကစပွဲကိုဒုံငနေထုလိုက်သောအတန်ကြောင့်လန့်သွားသည်ရှယ်လီဘေကခလီမကလေးသည်မျက်လုံးဝိုင်းနှင့်ကွန်ပျူတာကိုလက်ညှိုးတထိုးထိုးလုံနေခဲ့သည်ရှယ်လီနားမလဲ သူသည်စိတ်မရှိသည်နှင့်ကီးဘုတ်ပေါ်ကရှယ်လီဤလက်ကိုတွန်းဖယ်ပြီးဓာတ်ပုံများကိုနောက်သို့ပြန်ကြည့်သည်နှကန်းခွဲကလေးနှင့်နော်အဲမူဒီပုံကိုလက်ထောက်ပြကသူ့ရင်ဘက်ကိုပုတ်သည်တပုံပုံအားနှင့်မှန်နှင့်ပုတ်ခါပြောနေသဖြင့်သူနှလုံးသားပြုတ်ထွက်ခြေပြုံးမိပင်ဆိုရင်ရသည်ပြီးတော့သူကရှယ်လီခန္ဓာကိုယ်တစ်ခုလုံးကျုံဝင်သွားအောင်ဆွဲယူပွေဖက်လိုက်သည် ရှယ်လီသည် သူ့ကိုချီပြီးစကားဆိုရမည်ကိုပင်မေးလျော့နေခဲ့သည် သူ့လိုပဲရှယ်လီသည်လည်းအသက်ရှူမြန်လျက်နှလုံးခုန်တန်ဆူညံလွန်းသဖြင့်နှလုံးအိမ်သည် အပြင်ဘက်သို့ခုန်ပေါက်ထွက်လာတော့မယောင်ခံစားမိသည်တလက်လက်ခုန်သောယင်ကြောင့်တကိုယ်လုံးတုံရင်နေပြီးမတ်တပ်ပင်ထားမရက်နိုင်မျက်ရည်ကြီးတို့ဆိုးတက်လာတော့လဲနှကန်းသားများကခြောက်သွေ့နေစဉ်မဟုတ်နိုင်ဘူးဟုပထမတွေးသည် သို့သော အတွေးသည် ဟုတ်တယ်သို့ချက်ချင်းပြောင်း၏ဟုတ်မှပါသည် နောက်ဆက်တွဲလိုက်လာသည်ဒီနောက် ဟုတ်လားမသိဘူးဟုတန်တရားဖြစ်ရပြန်သည်။ဘာရီလဲကွယ်။သူဤပုံရိပ်သည်ရှယ်လီမျက်ရည်များကြားတွင်ဝါးသွားသည်။ပြီးတော့ဤလာလိုက်၊ဝေးသွားလိုက်။အဲမူနေနော်အဲမူလာရင်ဆိုတော့ရှယ်လီပြောလိုက်တာကိုကြားဟန်နဲ့သူကလေးကတွတ်တွတ်ကောင်းငိမ့်၏။ဒီလောက်တောင်တိုက်ဆိုင်လာရင်ရှယ်လီမယုံခြင်းမယုံနိုင်မယုံရဲ့ သူနဲ့အတူနေခဲ့ရစဉ်တလျှောက်လုံးအမှုမဲ့အမှန်မဲ့ခဏခဏတွေးမြင်နေရသောသူ့ညာဘက်လက်ကလက်ပွားကလေးကိုသတိရပြန်တော့နော်အဲမှုကို အရှင်းလက်လက်ပြန်တွေးနေရသည်မှာအိမ်မက်မဟုတ်ကြောင်းခိုင်လုံတော့သည်ရှယ်လီတို့သည်တဦးကိုတဦးစိုက်ကြည့်ရင်ရည်ကြသည်ပြီးတော့ငိုကြပြန်သည်နော်အဲမှုရဲလားကွယ်နော်အဲမှုရဲလားတကယ်ပဲအဲမှုနော်အဲမှုပါတဲ့အိုး အဲမူရဲ့ဆေးရုံဘော်ကနေအသက်လူပြီးကရုဏာတော်ကိုရအောင်ရှယ်လီခေါ်လာပေးခဲ့တဲ့မိန်းကလေးဟာနော်အဲမူတယ်လားမယုံနိုင်စရာပါပဲသူ့ကိုနော်အဲမူဟုလုံးဝမသိပါပဲပြန်တွေးခဲ့ရသောကာလနှင့်ပုံရိပ်တို့သည်မှတ်ညံတွင် တရေရေ ပြန်ပေါ်လာလေသည်ပြီးဆုံးခြင်းမပြီးဆုံးခြင်းဟုသည်ကြိုတင်သိမြင်နိုင်သည့်အရာမဟုတ်ပေခရီးရှည်သည် ဝင်းကဘာဆန်လှတီကပွေလီကွေးကောက်သောကဘာငယ်မှာ တဝဲလေလေဖြစ်နေသည်မတူးနှစ်တူးထမှန်စုံကြုံခွင်းရှိနေတတ်သည်သည်ရွေကြရသည်ကြီးဖြစ်၍ပြန်လေတွေးမြင်ရသည်အနီအထားချင်းတော့ကွာလိမ့်မပေါ်ရှင်းနှစ်အကြာတွင်ချဲ့ရပါတော့နော်အဲမှုနှင့်ပြန်လေစုံတွေးရခြင်းမှာကောင်းသောစုံတွေးရခြင်းမျိုးနှင့်မဟုတ်ပါဘီအဲမှုသည်ကရုဏာတော်သို့ချောချောမောမောဖြောင်းဖြောင်းတန်တန်ရောက်လာခဲ့သူမဟုတ်ပါ ရဲတပ်ဖွဲ့ဝင်များထံကအကူအညီပေးပါရန်ပန်ကြားချက်နှင့်စိတ်မချမ်းမြေ့စရာသတင်းတို့သည် ခရစ်စမတ်ပွဲတော်အပြီးတွင် ကျန်းရှာသောစောင်းလေနှင့်အတူရှယ်လီထံသို့ရောက်ရှိလာသည် အမှတ်၃လမ်းမကြီးပြီးညောင်ပင်မှတ်တိုင်နေတွင်တည်ပြီးဟူယူဆရသောမင်းကလေးငယ်တို့ဆုံးပြစ်ခံထားရသည်ကိုမင်္ဂလာရုံရဲစခန်းကတွေ့ရှိပြီးအမှုဖွင့်ထားသည်ထိုမင်းကလေးငယ်သည်ဘယ်သူမှန်းလဲမသိဘဲကမှန်းလဲမသိ မနက်ဝေးလီဝေးလင်းအချိန်တွင်လမ်းသွားလမ်းလာတချို့တွေ့ပြီးရဲစခန်းကိုအကြောင်းကြားခဲ့သည်ဒီတော့မှပိန်လီသေးကွေးလာသောမင်းကလေးသည် ခန္ဓာသေးသလောက်မသေးသေးပဲအလွန်အသက်ပြင်းကြောင်သိရသည်ဒဏ်ရာများကြောင့်မေမျောနေသော သူကိုဆေးရုံသို့ခေါ်ဆောင်လာခဲ့သည် အရေးပေါ်ကုသပေး၍တတိယလာတော်လဲသူညီသူမြီဝါဖြစ်သည်ကို မေးမြန်းမရခဲ့ဥကောင်းဒဏ်ရာကြောင့်အတိတ်မေ့ခြင်းလားဟု အူပိုင်းကတန်တရားဖြစ်ကြသည်သည်သို့သော နာကျင်လို့ရောနာကျင်ကြောင်းမအော်နိုင်ရှာသူကိုဘာမီမီထိတ်လန့်နေသောမျက်လုံးအစုံနှင့်ကြောင်ကြည့်နေသည်ကလွဲ၍ဘာမှပြန်မဖြစ်တချီတချီတဲ့အေအေတီအီငိုရှာသည်စွန်းအားနာမကြသူဝေလာဟုတန်တရားရှိ၍ရဲတပ်ဖွဲ့ကလက်တင်ဂေတာဘာသာစကားဖြင့်မေးမြန်းပေးရန်အကူအညီတောင်းခံတော်စသည် အခင်းဖြစ်ပွားပြီးသုံးဘက်အကြာတွင် ဂရုဏာတော်ကြောင့်သို့ရောက်ရှိလာခဲ့သည်ဂရုဏာတော်တွင်ဆရာမအလောက်လျှောက်ပြီးလူရိစစ်စေမှုအောင်မြင်ပြီးနောက်ဆရာပြည့်တင်နှန်းတွင်လက်တင်ဂေတာဘာသာစကားနှင့်ကလေးသူငယ်စိတ်ပညာဘာသာရပ်အပါအဝင် လူမှုရေးဘာသာရပ်များကိုတစ်နှစ်အချိန်ယူသင်ကြားခဲ့ရပါသည် အကြအာယုံချို့တဲ့သူတို့နဲ့ဆက်လျင်းသော အမှုအခင်းများတွင်ကရုဏာတော်ကဆရာမများအကြခဏကူညီဆောင်ရွက်ပေးနေကြဖြစ်ပါသည်ထို့ကြောင့်အနူးသည် ရှယ်လီကိုလှုပ်ပေးနိုင်မနိုင်မိခဲ့သည်ညင်းစရာမရှိခဲ့သူနှင့်ဆေးရုံကတင်ပေါ်တွင်အတိကင်းမဲ့နေသလိုတန်ရာတန်ချက်များစွာနှင့်မလုံးမရှက်ငင်းငင်းတက်တက်အိပ်ပျော်နေသောမင်းကလေးငယ်တဦးစီတို့ရောက်လာခဲ့ရသည်မျက်နာသည်အညိုမဲဆွဲလျက်ဖူးယောင်နေပြီးဥကောင်းကုံကွဲအပ်တန်ရာနန်ယိုးသုံးချောင်းကျိုးညာဘက်ခြေထောက်တွင်တွင်ကျိုးကြောပြင်တစ်ခုလုံးအနီစင်းအရှိုးရများ ခန္ဓာကိုယ်အနှံ့ပြအေးကြည်မှုများနဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေသောမိန်းကလေးကိုနော်အဲမှုဖြစ်လိမ့်မည်ဟုမထင်ခဲ့။မှတ်လဲမမှတ်မိခဲ့ပေ။ပိုသက်စေနဲ့တင်းနေသောစေယုံသည်အမင်္ဂလာတို့စုဝေးရာအရက်ဖြစ်၏။ဒန်ချီစေနဲ့ထမင်းနဲ့ဟင်းနဲ့ဂရင်ချီရင်စီအိုများစီကအဖုံးအုပ်ထားတော်လဲတစ်ချက်တလေလေအဝေးပြန့်တက်လာသောခြင်းငယ်နဲ့လူနာနှင့်လူနာဆောင်တို့စီမှချွေးနဲ့များသည့်အခန်းချင်းကလေးတွေတွင်စုပြုံတိုးဝှေ့နေသည် လူနာတို့ဤညီးတွားသံများပဲ့တင်ထက်နေ၏။ဆေးယုံကိုရှဲလီရောက်နေချိန်တွင်လူနာသည်ရင်ဘတ်ပေါ်လက်တင်လျက်အသက်မြင့်မြင့်ရှူကာအိမ်မောကြနေသည်။နာကျင်မှုကြောင့်တခါတရံမျက်နာမဲ့ရွယ်သွားလေသည်။ခမာဝေဒနာကိုမကြင်ညာနိုင်ရှာအတန်တို့ပျောက်ဆုံးနေ၏။တခုတော့ရှိတယ်ဆရာတို့ရဲ့ကာမကလေးရစကားမပြောရဘူးပဲထားအောင် လက်တင်ဂေတာဘာသာစကားကိုအချားအယုံချိုးရင်းသူစကားမပြောရတဲ့သူတိုင်းမတက်ကြပါဘူး။ အရက်ထဲမှာသူတို့လက်ဟန်ချီရန်နဲ့ပြောနေကြစကားကိုပဲအတက်နိုင်ဆုံးအနည်းဆက်ဆုံးဘာသာပြန်ယူုံပဲရှိတာပဲဒီလိုပြက်တနာကိုစွန့်အားနားမကျသူကလေးတွေနဲ့ဖြစ်တဲ့အမှုအခင်းအတွက်တရားရုံးမှာတရားရင်ဆိုင်ရတဲ့အခါဘာသာပြန်ပေးဖို့ကျမတို့လာခေါ်တိုင်းကြုံရလိမ့်ရှိပါတယ်ဒီအမှုကိုကင်တွယ်ရတော့သူရဲ့အုပ်ကရှယ်လီရှင်းပြတာကိုနားလေသဘောပေါက်ဟန်တူပါသည်ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းကြည့်တာပေါ့ဗျာ ကြားထဲတွင်လူပြောက်တိုင်ကြားချက်နှစ်ခုလက်ခံရရှိတော်လဲထိုအမှုတို့သည်ဂရင်ဘော်ကလူနာနှင့်သက်ဆိုင်ခြင်းမရှိခဲ့ပေ။တက်ရန်တမင်ကြိုတင်ကြံစီခံရခြင်းလားမတော်တဆလက်လွန်ပြီးမှသေပြီးထင်ပြီးဆွန့်ပြက်သွားခြင်းလားဒါမှမဟုတ်တဏီယာကနေလွန်မြောက်ဖို့ထွက်ပြေးလာရခြင်းလားမသိနိုင်ပြီ။သူသည်ရှယ်လီတို့ရှေ့မှောက်မှာပင် အိပ်ပျော်နေရင်သွေးလန့်ဟန်ရှိလေသည်။ခနာကိုသည်ရုတ်တရက်ဆက်ကနေတုံသွားပြီး ရင်ဘတ်ပေါ်ကသူ့အလက်ဆုံသည် အလံတကြားမြောက်တက်သွားသည်ပြီးနောက်တဖန်ငြိမ်ကျသွားပြန်လေသည်လောလောဆယ်တော့ကလေးဟာရိုက်နဲ့နှိမ့်ဆက်ခံထားရတယ်လို့ယူဆပါတယ်သူ့ကြောပြင်မှာဆို အရှိုးရရင်းနဲ့သွေးတောင်ဆိုတယ်ခန္ဓာကိုယ်အနှံ့ကအရေးကြီးမှုတွေနဲ့တချို့အသားတွေရဲနေတာတွေကမီးနဲ့အထိုးခံထားရလို့လို့တန်တရားရှိပါတယ်ဆေးလိပ်မီးနဲ့များအထိုးခံရသလားပေါ့ဆက်စုတယ်လို့မထင်ပါနဲ့ဆရာကျမစိုးရိမ်လို့ပါ ကလေးမှာလိမ်ပိုင်းဆိုင်ရာနိုင်တဲ့စီနဲ့အပြုတ်ခံရတဲ့လက္ခဏာရောတွေးမိသေးလားယင်အဲ့ဒီလိုမျိုးတော့မရှိပါဘူးဆီယမ်မဆီယဝင်းရဲ့စစ်စစ်ချက်မှာတော့ sexual intercourse လုပ်ခံထားရတာမျိုးမတွေးမိဘူးတဲ့ဒါပေမဲ့မယိုသိစကားနော်ဆီယမ်မကလေးမလေးရဲ့လိမ်ငါတဝိုက်မှာတော့ရောင်ရမ်းနေတယ်တခုခုနဲ့အထုနဲ့ခံထားရတာမျိုးအကန့်ခံရတာမျိုးပေါ့အဖြေစကားကြောင့်တခဏတော့ Shelly တတိလက်လော့အသက်အောင်လိုက်မိသည် ဖြစ်ရလေသူ့အသက်အရွယ်ကလေးသူ့ခန္ဓာကိုယ်ကလေးနဲ့မမျှအောင်ခံစားရသည့်ဝေဒနာနဲ့စိုးဝါသည့်ကံကြမ္မာသည့်သူကလေးကိုသမုတ်တရားဝဲကရက်တွင် အပီးတိုင်နှိမ့်မြုပ်ရန် တာဆူလျက်ရှိသည်အသက်ပြင်းလွန်းလို့သာပဲတည်နေမစိတ်သေးလို့သာပဲသို့မဟုတ်ဒုက္ခမကုံသေးလို့သာပဲဟုမှတ်ချက်ချရမည်လားမသိတော့ပါခေါင်းဤအနောက်ဖက်အချမ်းမှာပြော့နေခြင်း ်သူ့ဦးခေါင်းကိုတဲ့မဲ့ပေးလိုက်တိုင်းနာကျင်ဟန်ပြခြင်းမျက်နာရောင်ကိုင်းနေခြင်းမကြာခဏအန်ခြင်းနှာခေါင်းသွေးရှင်ခြင်းစသည့်လက္ခဏာရတို့ကြောင့်လွန်ခဲ့သောအပတ်ကအိစရေးတဲ့ရောင်ကြီးဖြင့်စံသက်ခဲ့သည်ဦးခေါင်းကွဲအပ်နေကြောင်းတွေ့ရတဲ့သူနှင့် ရှေးဘက်တွင်ခွဲစိတ်မိဟုသိရသည်အလူရှင်တူငွေနှသိမ့်လှူသွားသည်မှာပါ သူတွင် လူနာမေးသူမရှိ လူနာစားမရှိလူနာရှင်မရှိပေသူကောင်းရင်ညာဘက်ဘေးကစပွဲကုံပေါ်တွင် တောင်လဆာစံပြုတ်ပကံကိုဖြုတ်ကောင်တော့ဝဲနေသည်ဒါကလည်းအလူရှင်တူဦးဒါမှမဟုတ်လူနာဆောင်တူဦးကုသူပြုထားပုံပါပဲအိမ်မဆူမဲ့လို့မှနှစ်သိမ့်မြည်သူမရှိအပေါ်ပါသွားကျင်လို့မှထူပေးမဲ့သူမရှိ စာလို့မှခွန်ကြွေးမြည်သူမရှိစံနာကိုလည်းမဖွင့်ဟာနိုင် နာကျင်မှုကိုလည်းမညီတွာနိုင် မနေသာသည့်လူနာဆောင်တို့စွန့်ကြဲသည်များနှင့်အသက်ဆက်ရပုံပေါ်သည် သူမိဘတွေဘယ်သူလဲ ဘယ်သူကမှလိုက်မရှာဘူးလားဒါဆိုတမင်စွန့်ပစ်ခဲ့ကြတာပေါ့သူဘလို့အသက်ဆက်မလဲရုပ်ပိုင်းဆိုင်ရာအဖြစ်ဗဂရီပြန်ကောင်းနိုင်ပါရောမလားစိတ်ပိုင်းဆိုင်ရာအရာရောဒဏ်ရာဘလို့ကုစားမလဲအသက်ဆက်ရှင်နိုင်နေပဲထားအောင်ဆေးရုံကဆင်းပြီးရင်သူဘယ်သွားမလဲရဲစခန်းကတရလိုလှုပ်ပြီးအမှုဖွင့်တော်လဲသူ့ဘက်ကနေ အာသွန်ခွန်ဆိုင်တွန်းတွန်းတိုက်တိုက်မမမမက်ရက်ခါ စော့ဩပေးမိတရက်လိုမရှိ၍အမှုဟာဒီလိုပဲပျောက်ပျောက်ပြက်ပြက်ဖြစ်သွားလိမ့်မလားသူအတွက်အမှန်တရားကဘယ်မှာတဲ့လဲစင်းယုံကရင်ဘော်ကလူနာကိုမြင်ပြီးကလေးကသူ့အကြောင်းဒီရှယ်လီစိတ်နှလုံးတွင်တဝဲလေလေစုံမလျက်ရှိသည်စွန်အားနားမကြားသူဖြစ်နေခြင်းကအမှုအတွက်ခြေရာပျောက်ဆုံးစေသည်သူစီကအစဆွဲထုတ်ရန်အစင်မပြေနိုင်ဆိုသည့်အကြောင်းပြချက်ကြောင့်တော့တရားမျှတမှုတစ်ခုအတွက် လမ်းလျှော်လိုက်ရတာမျိုးအဖြစ်မခံနိုင်ပါထို့သို့ဖြစ်လာမည်ဆိုပါကရှဲလီကိုယ်တိုင်အပြစ်မကင်းသလိုတာဝန်မဲလွန်းသလိုခံစားရပါလိမ့်မည် ထို့နေ့ကအိမ်အပြန်လန်းတွင် ဆုံးဖြတ်ချက်ချခဲ့သည် သူကလေးဤစေကူတာစရိတ်အတွက်အကုန်ကြခံပြီးဟူသူပြုရန်နှင့်သူအမှုအတွက်တအားသည်၍ဦးညီပေးရန်ဖြစ်သည်ចောင်းကိုပြန်ရောက်တော့ရှဲလီမောနေသည်ညစာကိုလည်းအိုတိုဒီတိုနှင့်သာပြီးခဲ့ရသည် ရင်ဆိုးရသည်ဆိုတာဒီလိုမျိုးနေပါလိမ့်မည်။ဇန်နာရှိပါတော့လေလာစာ9000တာရသည်ဆရာမတယောက်အတွက် သူကလေးကိုစိတ်ရှိသလိုမကူညီနိုင်မ။နောက်ဆုံးဒယ်ဒီဆင်ထားသောဆွဲချိုးနှင့်ကိုကိုပေးခဲ့သော လက်စွပ်တစ်ခုကိုအေးဖြော်ရန်ဖြစ်လာသည်။ခရီးပါဘူးအနီကလေးထဲတွင်စိန်ပွင့်တသေးကလေးများပါသောလက်စွပ်ကလေးလဲလျောင်းနေသည်မှနှစ်ကာလလက်တစ်ဖက်ပြေးခဲ့ပြီ။ကိုကိုနှင့်ခွဲခွာခဲ့ရခြင်းတွင် ကိုကိုစီကရှဲလီမြည်သည့်အရာကိုမှမယူဆောင်ခဲ့ပါထိုလက်စွပ်တကွင်းကလွဲလို့ပေါလက်စွပ်ကို အမှန်တကယ်တန်ရောစဉ်ဖြတ်နိုင်ရဲ့လားဟုစိတ်ကိုအထက်ထက်ဆန်းစစ်ခဲ့သည် မလိုတော့ပြီလေနှောင်ကြိုးများဆွေးမြေခဲ့သည်မှာကြာခဲ့ပြီပဲလူနာခမားဆေးရုံတင်ထားရသည်မှာငါးဘန်းမြောက်ကြာမှ ခွဲစိတ်ခွင့်ရခဲ့သည် သူစီကိုနေ့စဉ်ရောက်နိုင်ရန်ရှဲလီစူးစမ်းပါသည် ညနေခင်းစာတင်ပြီးသည့်နေ့ဆေးရုံကို ပြေးခဲ့ရသည့်ရက်များသူယောဂအခြေအနေနှင့်ပတ်သက်ပြီးဆရာဝန်နှင့်တိုင်ပင်ခဲ့ရသည့်များစိတ်ဒဏ်ရာကို အစပြန်ကောက်သလိုမျိုးမဖြစ်ရန်သတိထားလျက်အမှုအတွက်သူတခုခုများပြောနိုင်မလားရဲ့လို့ချော့မော့မေးခဲ့ရသည့်များထိုရက်များသည်စိတ်မောလူမောဖြစ်ခဲ့ရသည့်ရက်များပင်ရက်ကြာလာတော့သူနှင့်ကိုနှင့်အတန်ငယ်ရင်းနှီးမှုရလာသည်ရှယ်လီမလာသေးလျင် သူမျှော်တတ်ပြီး ရှယ်လီကိုတွေ့လျင်ကြီးကြီးသားသားပြုံးပြတတ်ပြီးရှယ်လီရောက်ပြီဆိုသည့်နှင့်ရှယ်လီလက်နှစ်ဖက်ကိုစုပ်ကင်ကသူ့မေးကိုရှေ့သို့ထိုးကာထိုးကာနှင့်ဘယ်တွင်သွားဘာတွင်လုံနေတလဲဆိုတာမျိုးအတိပယ်ရသောအမူအရာနှင့်မေးတတ်လေပြီသူညာဘက်ခြေရောက်ကိုကြောက်ပတ်တီဖြီးပြီးနောက်သူနှင့်လမ်းလျှောက်လေ့ကျင့်ပေးတိုင်းရှယ်လီကိုဖမ်းဆုပ်ထားသောလက်မှာမြဲမြံလွန်လာသည်တခါတည်းရန်သူ့စိတ်မကြည်လင်၍တုံမုံနေလျင်သူ့အနာကနေ ော်တော်နဲ့ထမပြန်နိုင်တော့စိတ်ကျေနပ်စေရန်အမျိုးမျိုးချော့ရသည် သူတန်ရောစဉ်တွေ့မှန်းသိလေ ထားသွားဖို့ခက်လီပါပဲသူတက်တာလာပြီဆိုပြန်တော့တမျိုးအခက်ကြုံရပြန်လေသည်မကြမီစေယုံကဆင်းရတော်မီအမှုအတွက်လည်းဘာတဲလွန်စားမှမရသည်တခါသာသူတန်ရာတွေကိုပြပြီးအချိုးချောင်းမေးဖို့ကြည်ပါသေးသည်တန်ရာနာတိုင်းအောင်နှခမ်းကိုတင်းတင်းဖိ၍ကြိတ်စမြဲ ဘလို့ဖြစ်တာလဲဟူရှယ်လီမီတော့လက်သီးနှင့်ထိုးသည်ဟန်ခြေဖြင့်ကန်သည်ဟန်ရိုက်နှက်သည်ဟန်မျိုးသူတယုတ်ဖော်သည် ထို့နောက်ခန်းစားချက်ပြင်းထန်လွန်းသဖြင့်သတိလက်သွားသည့်အထိတဲတဲထန်ထန်ငိုလေသည် ထိုစဉ်ကလေးကသူ့နောက်ကြောင်းကိုအစာပြန်ဖော်ရန်မှသတိကြီးကြီးထားရတော်သည်ဒီလိုအခြေအနေမျိုးတွင် သူ့ကိုဘလို့ထားသွားရမလဲမိဘမဲ့အကြောင်းများအတွက်လဲဒီလိုစွန့်အားနားမကြမင်းကလေးသည် ဝင်းဒိုးဝင်ဖို့ဖြစ်စေအောင်မည် အကြအာယုံချို့တဲ့သူစကားမပြောနိုင်သူတို့ကို ပြိုးထောင်ရသည်ကတာမန်လူကောင်းဗကတိနှင့်ွာချားပါသည်သည်ပြီးတော့သူက စိတ်ဒဏ်ရာရနေတဲ့မိန်းကလေးသူ့ကိုလက်ခံသည်ဆိုအောင်တော့ဒစိမ်းများအလယ်မှာသူ့ကိုမျက်နှလွဲခဲ့ပြစ်ထားပစ်ခဲ့ရန်အထိရှယ်လီနှလုံးသားမမာကြောနိုင်ပြီသူ့ကို ရှယ်လီအနာသို့ခေါ်ထားရန်ကြိုးပမ်းခဲ့ရသည်မှာမလွဲကူလှပါအမှုမှန်မပေါ်ပေါက်မချင်း ကလေးအုပ်ထင်းသူများနဲ့မတွေးမဆုံမချင်းကလေးကို အနီးကဆောင်းရှောက်ပေးထားပါမည်အကြောင်းသက်ဆိုင်ရာဤခွင့်ပြုချက်ရတော့လဲအနူးနဲ့မူအတော်ညှိယူခဲ့ရပါသည်ကလေးမကလေးပေါ်စာနာစိတ်အပြည့်အဝရှိတော့လဲအနူးကစီကံလိုက်နာသူရဲ့ပါ ဖြစ်နိုင်မယ်မထင်ပါဘူးရှယ်လီရဲ့အနူးတို့စီကံရာចောင်းအိတ်ចောင်းနေဆိုတာကလည်းနွမ်းပါသူကိုပဲလက်ခံတာ နောက်ပြီးစိတ်တံရရထားတဲ့သူဆိုတာစိတ်ဖောက်ပြန်ပြီးအချိန်မီတစ်ခုခုဖြစ်သွားနိုင်တယ်။ထို့ကြောင့်ကိုယ့်လက်ပေါ်ကြမှာတစ်ခုခုဖြစ်သွားမှာကွယ်။တာဝန်ကြီးလွန်းလာပါတယ်။အနူးပြောတာလည်းမှန်ပါတယ်။ဒါပေမဲ့ရှယ်လီ အနီးကစောင့်ရှောက်မှာပါအနူးရဲ့အဆအဆအရာရာရှယ်လီတာဝန်ယူပါမယ်။အနူသည်ချက်ချင်းအပြေမပေးသေးပဲရှယ်လီကိုမျက်နာလွှဲလျက်ပရင်တကားအပြင်ဘက်ကိုသာငေးမျောကြည့်နေသည်။တရက်ပင်အကျိုးကြားကအုပ်အောင်းငက်သည့ လွမ်းတေးကိုချွဲ့ချွဲ့နဲ့နဲ့တီကျွေးလျက်ရှိသည်ရှယ်လီအတွက်တော့တောကကိုပူပန့်စေသော တီလုံးတံပါပဲနှွေဦးဤနေအပူသည်ယင်ကိုကြိုက်ကြိုက်ဆူစေသည်အနုခမရမှလည်းဆုံးဖြတ်ရခက်နေပုံရသည် ဝေခွဲမရဆန္နာနှင့်စီကံလွန်ဆွဲနေပုံပေါ်သည် ရှယ်လီတာဝန်ယူမယ်ဆိုပေမဲ့ရှယ်လီတယောက်ထဲနဲ့ပြီးမဲ့ကိစ္စမဟုတ်ဘူးကွယ်အနုဟာလည်း ရှဲလီပဲလို့ဆိုတာမျိုးနဲ့အေးရအေးချောင်းကောင်းဆောင်မနေနိုင်ဘူးလေတခုခုဖြစ်လာရင်တတိတထွေကြီးရှင်းရမှာအနူးရဲ့ရှဲလီတောင်းပန်ပါတယ်အနူးနဲ့တူလက်တွဲလှုပ်ခဲ့ရတဲ့ကာလတလျှောက်လုံးရှဲလီဘလို့အားထုတ်ခဲ့ရတယ်ဆိုတာပြန်စင်စားပြီးတစ်ခေါက်တော့ရှဲလီကိုယုံကြည်ပေးစေချင်ပါတယ်ရှဲလီမပြောရတော့ဘူးအနူးရဲ့ရှဲလီအသက်ကိုအာမခံသဘောအနေနဲ့ထားပြီးမှခေါ်လို့ရမယ်ဆိုရင်တော့ ေးလိုက်ချင်ပါတယ်။ရှယ်လီတို့မခေါ်ရင်လေ။သူလေးသွားစရာမရှိဘူးအနူရဲ့။ပြောနေရင်ရှယ်လီတန်တိမ်ဝင်သွားသည်။ပြိုမယာမိုးလိုမျက်ဝန်းတို့ညှိုးမိုင်းလာသည်။ဒစိမ့်တရင်စံအတွက်ဒီလောက်ထိထိခိုက်ခိုက်မဖြစ်ခဲ့စဘူး။မပြောဆိုပေးခဲ့စဘူး။ဤဒီကပထမဦးဆုံးအကြိမ်ဖြစ်ပါသည်။တခါကရှယ်လီကိုမမပြောခဲ့ဘူးသောစကားတစ်ခုကို အမှန်ရမိသည်။ ဘာမှမတက်နိုင်လို့ဒီတိုင်းပဲလက်ပိုက်ကြည့်ရတဲ့အဖြစ်တွေမင်းလည်းနောက်တော့ကြုံလာအောင်မှာပါဒဲအိုးမဟုတ်တာဒီကိစ္စမှာတော့ရှယ်လီနည်းနည်းမှအလျှော့မပေးနိုင်ပါဒီရေးကိစ္စလေးဒီတိုင်းပြည်နဲ့ကဘာနဲ့ဆက်ကြဝလာနဲ့ချီပြီးကြီးကျယ်မနေပါ သို့တော့သေးမွားတိန်နှုတ်တီဆိုယုံနဲ့တဘာသူဤရှင်တန်ခွင်းကိုညင်းပယ်လို့ရကြည်တယ်လားဟင်ရှယ်လီလက်မခံနိုင်ပါနောက်ဆုံးတော့အနူးဒီ ရှယ်လီဆန်နာကိုလိုက်ရောရလေသည်ဒီဇင်ဘာပထမပတ်တွင်ဆေးရုံသို့ရောက်ခဲ့ရသောလူနာသည်ဇန်နဝါရီတတပတ်များကုံဆုံးကန်ဒီမှဆေးရုံကဆင်ခွင့်ရခဲ့သည်ကရုဏာတော်တွင်ရှယ်လီအလုံးဝင်ခဲ့သည်မှာ၄နှစ်ပြည့်ရန်၂လလိုသောနေ့တွင် သူကလေးကိုရှယ်လီအနာသို့ခေါ်ယူနိုင်ခဲ့လေသည်မြမလေးဟု သူ့ကိုစခေါ်စဉ်ကမမမျက်နာကိုကွက်ခနဲမြင်ရမိသည် ်ကလေးမကလေးနာမည်ကို မသိသဖြင့်အစားထိုးခေါ်ဝေါ်သောနန်းစားတစ်ခုကိုလည်းသူကိုယ်တိုင်ကြားနိုင်မည်မဟုတ်ပါသို့သောထိုနန်းစားကလေးကိုအတန်ထွက်ရတိုင်းချယ်လီနှလုံးသားအလိုလိုနူးညံ့သွားသည် ကိုနှင့်လက်တကန်းအကွာတွင် ရှိနေပြီဟူသောအသည့်စိတ်ကြောင့်သူ့အတွက်ချယ်လီ စိတ်ချမိပေမဲ့သူလေးခင်မာမှာတော့ကြာယွန်စိတ်မပြေသည်ဘသူကိုမှရဲရဲမကြည့်ဝင်ချယ်လီမပါလျင်အခန်းပြင်မထွက်ရဲစိမ့်ဖြောင်ဖြောင်ခမင်းမဆိုင်ရဲ့ ူနှင့်အသားကျသောဆေးရုံဝင်းကျင်တွင် စိတ်ရဲသလားကြောင်းမာတော့စိတ်ချင်းချက်ဟန်ရှိလေသည် မျက်နာပိုတည်လာသည် အမှုအရာပိုငြိမ်သက်သွားသည် သို့သောထိမ့်ချုပ်ထားရသောစိတ်သည်တနည်းအားဖြင့်ပြန်လဲယူစီးပေါက်ထွက်လာသည်ထင်၏တခါတရံအကြောင်းမဲ့ဒေါသတကြီးနှင့်ကရင်ကိုတုံတုံထုနေတတ်သည်ညအိတ်ချိန်တွင်လက်နိုးသည့်ရက်များစိတ်လာသည် ထို့သောလက်နိုးသည့်အခါတိုင်းအိရာတဲ့တွင် စီးသွားနှင့်ပြီးဖြစ်လေသည် ို့နှင့်သူရောက်လာသည့်ရက်ကစ၍ရှယ်လီညစဉ်အေးပြက်ရလေတော့သည် တရက်မှာတော့ရှယ်လီကိုယ်တိုင်ထိတ်လန့်စိတ်ဖြင့်နာကျင်ခဲ့ရလေသည်၃ရက်လောက်သူငြိမ်သက်နေသဖြင့်ဝေဒနာသက်သာပြီးဟူသာပေါ့ပေါ့တွေးခဲ့မိသည်ထိုရက်များတွင်မျက်နှာချက်စီတို့သာတူရှူ၍အချိန်ကြာကြာစိုက်ကြည့်နေခြင်းမကြာခဏရေတောက်ခြင်းစသောအပြုမှုတို့ကိုလည်းထူးခြားသည်မထင်ခဲ့ညနေပိုင်းစာတင်ချိန်ပြီး၍အခန်းကိုပြန်လာတော့ စာကြည့်စပွဲရှိရင်ထိုင်လျက်သစုံတရားကိုတဲတဲမဲမဲအာယုံဆိုင်နေသော သူ့ကို တွေ့လိုက်ရသည်။နောက်ဖက်ကနေအသားကလေးကပ်ပြီးသူ့ခေါင်းကိုကြော်ပြီးကြည့်မိတော့မြင်လိုက်ရသည့်မြင်ကွင်းကြောင့်အမျိုးအမည်တက်ရန်ခက်ခဲသောဝေဒနာတရက်သည့်ရှဲလီကိုတုံ့လောက်စေခဲ့သည်။စပွဲပေါ်တွင်သူဖိချေ၍တက်ခဲ့သောပိုရွက်စိတ်ငယ်လေးများစွာထိုပိုရွက်စိတ်များကိုတကောင်ချင်းစီစာကနာနှင့်ထိုးညှက်ယူ၍ဖျောင်းနိုင်မီနှင့်မီးရှို့နေလေသည်။မြင်လျင်မြင်ချင်းရှဲလီသည် ပြောင်းနိုင်မီကိုမှုတ်လိုက်သည်သူသည်ရှဲလီကိုဆူဆူရဲရဲကြည့်လိုက်ပြီးဘာမှမဖြစ်သလိုပင် သူ့အိယာစီတို့ခက်တီတီထသွားသည်ညီတို့နားလေရမည်မှမသိတော့ရှဲလီမှသာ ရင်ပတ်အောင်၍ကြံခဲ့ရသည်တေချာရာက သူ့ကိုဒီအတိုင်းလှုပ်မထားဖို့ပင် သူနှင့်ပတ်သက်ပြီးအဆဆအယယာကိုတာဝင်ဟုသာအာမခံထားသဖြင့်ညီတို့တူတူယောက်ကိုမျှအပူမပေးခြင်းတော့ပင်သူစိတ်ကြည်လင်စေရန်ခန်းစည်းစများကို အပြာရောင်လွင်လွင်ပြောင်းလဲတက်ဆင်ခဲ့သည်ပြီးတော့ပန်းတစ်မျိုးမဟုတ်တစ်မျိုးကို သူ့အိယာဘေးတွင်ထားစေသည်မနက်လင်းလာတိုင်းရေမိုးချိုးစေပြီးရှယ်လီကိုယ်တိုင်တနခါလူပေးသည်ပဲကြီးဟင်းအိုးမောက်လူထားသောတနခါပြည့်နေမျက်နာကလေးသည် တိမ်ပုတ်ကင်းစင်သည့်လာတစင်းပမာကြည်လင်ဝင်းပလွန်လှပါသည် သူ့လက်ကလေးကိုကင်ပြီးလက်သေးညှက်ပေးသည့်အခါမျိုးဆိုသဘောတကျရေနေတတ်သည်ကိုကိုခိခဲအတန်သည်တစ်ချက်တစ်ချက်တအေးအေးနဲ့ထွက်လာတတ်လေသည် ကြာတော့သူရှယ်လီကို တော်ယုံနဲ့မျက်စိအောက်ကအပြောင်မခံတော့သူကဘာသည်ရှယ်လီဖြစ်လာသည် ရှယ်လီသည်သူဤနေဖြစ်သည်ညာလည်းဖြစ်၏သူရှိရင်မြင်းမြပင်ဟန်ဆောင်၍စိတ်ကိုတင်းကပြုံးထားပါစေထိုရပိုင်းသည်တောကားကိုစုပြုံအနေထိုင်ရာကာလာများဖြစ်ခဲ့သည် သူကိစ္စចောင်းကိစ္စနောက်ပြီးကိုကိုနှင့်ကိစ္စ ရှယ်လီကိုကိုကို ပြက်ဆဲနိုင်ခြင်းအပေါ်ကိုကိုကရေစရာတစ်ခုလိုသဘောထားခဲ့သည်။ဆုံးဖြတ်ပြီးပြီလား။တေးကြရဲ့လားဟု၍မကြာခဏသွေးရိုးဆန်း၍မေးလေသည်။ပြီးတော့တရချားနှစ်ရချားဆိုသလို ရှယ်လီထံသို့ကိုကိုဖုံးဆက်လေသည်။ကိုကိုကပြောသေးသည်။စိတ်အေးအေးထားပါတဲ့။ကြာတော့လေပြီးသွားမှာပါ။အရင်လိုပြန်ဖြစ်သွားမှာပါတဲ့ဖုန်းကိုလက်ခံမဖြေချင်တော့လဲအဝေးဆုံးတို့လုံးလုံးကျွတ်ကျွတ်ပြေးထွက်နိုင်ရေးအတွက် တန်ချေချင်းခတ်ထားသူထံကတော့ကို တောင်းယူဖို့ရန် ရှယ်လီဒူးထောက်ရလေသည်အခုလိုမုံရနာကြည့်ရမယ်မန်းသိရင်အစကလေးကမတွေးခဲ့ကြရတာပိုကောင်းလိမ့်မယ်ကိုကိုရဲ့ဒီလိုတွေးမိတာကိုမမများသိလျင်ရှယ်လီကို မျက်ခုံးပင့်ပြီးကြည့်လိမ့်မလားရှယ်လီနဲ့ကိုကိုကွဲကွာစေခဲ့တာမမနဲ့မသက်ဆိုင်ပါဒီလိုမသက်ဆိုင်ကြောင်းမှ တနေ့တခြားပို၍သိကြလာသည်ငကိုကလေးကမှ တရေမမှန်ခဲ့သည့်မစားကောင်းသောအသီးကို မာရှယ်လီမျက်နှိုးခုံမင်ခဲ့မိသည်ကိုตาယာမိချစ်ခီးလန်းဆိုသည်မှာတကယ်တော့တန်လျက်ပါပဲဖုံးဆက်ယုံနှင့်အာမယာတခုသောတနင်္ဂနွေတွင်ရှယ်လီထံသို့ကိုကိုရောက်လာခဲ့သည်နိုင်ငံခြားကအပြန်လက်ဆောင်လာပေးတာတဲ့ဒယ်ရီနှင့်ជីជីနွယ်ရိုးစီကိုလည်းရောက်ခဲ့ပြီးပြီဟုပြောသည် ကိုကိုပြောသည်။မြစကားတွေသည် ရှယ်လီနာဝတွင် ရှံကြပြောက်ဆုံးကုန်သည် ဘာရီမန်းသေးချမမှတ်မိတော့ရှယ်လီသည်ခေါင်းညိတ်ခေါင်းခါမေးတခွန်းဖြေတခွန်းပုံစံနှင့်သာမကြည်ဘူးမနစ်လိုချောင်းကိုအတန်တိတ်ဆန္နာပြခွင့်ရခဲ့သည်ကိုကိုဘာထာရီချိုးနေတာပါလေဒီတန်တရသည်ရှယ်လီအာယုံကြောများကိုတဆစ်ဆစ်ကြိုက်ခဲစေသည်ကိုကိုဟာရှယ်လီကိုအညှိုးကြီးကြီးနဲ့စုံလေရင်ထဲကတရေချင်းလှဲ့၍နှင်းတက်လိုတာဖြစ်နိုင်ပါသည် ဒါဟာရှယ်လီစိတ်လက်မှန်ပါခြာနင်းခဲ့မိသည့်ကိုကိုတိတ်ခါအတွက်ရော်ကြီးများလားတကယ်ဆိုကိုကိုရဲ့မားခဲ့တာချင်းအတူတူဆိုရင်တောင်မှ ခံစားချက်မအောင်ဤနိုင်သူကြမှာတရက်ခံပို့ဖြစ်ရတာပါရှယ်လီဟာဘဝတစ်ခုလုံးပေးထားခဲ့ပြီးသားပဲဒီလောက်ထိထူမတ်နိုင်ဖို့လက်ကျန်ခွန်အားကိုနေ့ရက်ပေါင်းများစွာ ပွားယူခဲ့ရတာပါဒီအကြောင်းတွေကိုကိုကိုသိချင်းသိမီမသိချင်းမသိ ရှယ်လီဘော်ဘယ်တော့မှ မငဲ့ညာခဲ့သည့်ကိုကိုရုပ်တွင်ကတော့ပို၍ထင်ရှားလာခဲ့ပါသည်။အကယ်၍ကိုကိုပေးသည့်လက်ဆောင်ကိုဒက်ဒီနှင့်ကြီးကြီးနွယ်ကပါ လက်ခံသည်ဆိုရင်တော့ရှယ်လီပြေးခိုစရာအရေးမရှိလေပြီ။ကိုကိုပြန်သွားတော့ရှယ်လီသည် လောကတစ်ခွင်လုံးကြားအောင်အော်ဟစ်ငိုလိုက်ခြင်းမိသည်။တင်းထားရသောစိတ်ရိုင်းများကိုကစုံပေါက်ဇက်ကုံဖွင့်ပေးလိုက်ခြင်းသည်။ ကိုကြောင့်အစိမ့်သိင်ခဲ့ရသောတန်ရာကို ရှာဖြင့်ပြန်တက်မိတိုင်းခါနေစေ။ဒီအရေးတီနှောင်ကျိုးကနေဘယ်တော့များမှလွတ်ပါတော့မလဲ။ကိုကိုပေးခဲ့သောလက်ဆောင်ပစ္စည်းပါသည်ဆိုသောအိတ်ကိုဖွင့်ရအောင်မကြည့်ဘဲဒီအတိုင်းအမိုက်ပုံးထဲသို့ပြစ်ထည့်ခဲ့သည်။တယောက်သောသူကတော့ရှယ်လီလောက်ကင်သမ ्या ကိုတကားကြားကနေဆူဆူဆိုင်ဆိုင်ကြည့်နေခဲ့သည်။အခန်းထဲဝင်လာတော့လေသူ့ကိုခေါ်လို့ခေါ်ညာကလေးမကလေးသည်သူ့မျက်နာကလေးတမောမောနဲ့ဟန်ပြရှာသည်။ ရှယ်လီဘေးကိုလာရက်သည် သူကလေးလည်းမျက်နာငယ်နေရှာသည်သူခမဒီအရိတ်ကိုခိုးနေရတာဒီအရိတ်ကလေးတိုက်လို့လှောက်ခတ်လျင် သူဒီလည်းငြိမ်ဝတ်စွာနေနိုင်လိမ့်မည်မဟုတ်အရိတ်လှုပ်တလို့အရိတ်နောက်သို့လိုက်နေရမည်သာဒါကလည်းသဘာဝကြသည်ပင်ငါတယောက်တည်းမဟုတ်ဆိုသောအတိတ်ဒီရှယ်လီရွေရှားမှုအလုံးကိုသတိပြန်ကပ်စေခဲ့သည် ရှယ်လီဟာမျက်ပင်ကလေးတပင်သာဖြစ်ခဲ့မယ်ဆိုရင်တော့မျက်သီးကလေးမျက်ပန်းဝင်ကလေးပွင့်စေဖို့အင်အားလောက်တော့ကြံရပေအောင်မပေါ့အရာအလုံးဒီအစိုးကြီးတော့မဟုတ်ခဲ့ပါထိုနေ့ကကိုကိုကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသလိုပြောင်းနေသောလမ်းစာလေးလည်းမှုံဝါဝါမြင်ကွင်းရခဲ့လေသည်ကံကြမ္မာကအခွင့်အရေးပေးလိုက်သောတိုက်ဆိုင်မှုဟုဆိုနိုင်ပါသည်ကာတွန်ကားပြမယ်လားဟုလက်ရက်ခေါ်လိုက်တော့ရှယ်လီစကားကိုမကြားနိုင်တော့လဲလက်ပ်တော့ကိုဖွင့်လိုက်ခရေက အရေကဲတိနစ်နေသောသူသည်ခတ်သွက်သွက်ကလေးရှယ်လီအနာသို့တိုးကပ်လိုက်သည် CD drive ကိုဖွင့်ရမည်အစား data D ကို မှာဖွင့်မိသည်ထိတ်ဆုံးမှတွေးလိုက်ရသည့်ဖိုင်တွဲအမည်ကအေယာဝရီတဲ့ခန်းစားချက်သည်အတိထက်ဆော့လျင်ခဲ့သည် ဖိုင်တွဲကိုပိတ်ပြည့်ရန်ဟူသောအတွေးသည်နောက်ကျခဲ့သည်လွန်ခဲ့သော ရှစ်နှစ်ကခြေရာတို့သည်ပဲ့တင်တန်းထက်လာတကယ်သူရှိသည်မထူးပါဘူးဆိုပြီးဖွင့်ကြည့်မိတော့ရွေးချယ်ပြီးတင်ထားသော ပုံများတွင် ထမဦးဆုံးမြင်ရသည်ကလက်ပတ်တာဟူသောမြို့ဝင်မိုင်းတိုင်းဘေးက ကိုကိုနှင့်ရှယ်လီရှယ်လီကကိုကိုခါကိုဖတ်တာပြီးကိုကိုကတော့ရှယ်လီပခုံးကိုတိုင်ဖတ်ထားသည်ဒီတော့ကတော့အချစ်သမုတ်တရားမှာကမ်းမမြင်လက်မမြင်လက်ပြစ်ကူးခဲ့သည့်ကာလမှုနှစ်ဦးစလုံးအပြုံးပန်းဝေနေသည်ပြီးတော့ရှယ်လီတို့အစာပြီးတော့ရုံးတွင် အစည်းအဝေးလုပ်နေစဉ်ရိုက်ထားသောပုံ လေဝမ်းထဲကမမနှင့်ရှယ်လီ ဒီနောက်ရွေးနေရီခမ်းမတွင်နာခဲ့တနှစ်ပြည့်ဝန်းနေချင်းအထိမ့်မှတ်ကျင်းပစဉ်ပုံများသည်လဲတစ်ဖြက်ဖြက်ပြီးတော့ကန်ညီနာရေရင်းကုန်းရွာကလေးသူကလေးကိုတပ်ပုံဟောင်းများပြခဲ့မိသည်နေသည်ရှယ်လီအတွက်ပျော်စရာနေ့ဖြစ်လာခဲ့သည်ရှယ်လီပျော်ခဲ့ရသည်ပျော်သဖြင့်ငိုရသည်ပျော်သဖြင့်သတိရမိသည်ပျော်သဖြင့်ပြဝေခံစားရန်တန်တာမိသည်ပျော်သဖြင့်လွမ်းစရာကောင်းခဲ့သည် ပျော်သဖြင့်ဆွေးလဲဆွေးရပါ၏။ရေရင်းကုန်းရွာတွင်ရိုက်ထားသောတပုတ်များကိုမြင်တော့သူကလေးတုန်လှုပ်လေသည်။ဝမ်းသာလွန်၍တုန်လှုပ်ခြင်းသာရှယ်လီနှင့်သူနှစ်ဦးအတူတူရိုက်ထားသောတပုတ်ကိုလက်ညှိုးတထိုးထိုးလှုပ်ခါသူဟာနော်အဲမှုဖြစ်ကြောင်းသက်သေထူလေပြီ။အိုးအဲမှုပါတဲ့။ရှယ်လီဒီလေကားတစ်လျှောက်ဒုံဆိုင်ပြေးဆင်းသွားသည်။အောင်စင်းကိုကြည့်ပြီးပြန်လာတော့ចောင်းသားနှင့်တူသည် တကဘာလုံးသူတယောက်တည်းရှိတော့တယ်လို့ခံစားမိသည် လေဟာနေတဲ့မျောလွင့်ရတယ်လို့လူသည်လဲလွင့်စိတ်သည်လဲလွင့်အနူးရေအနူးအနူးသည်ကြပြကတိသူ့အခန်းထဲကပြေးထွက်လာသည် ရှယ်လီကိုကြည့်ပြီးအလံတကြားဖြစ်နေသည်ဘာလဲရှယ်လီရဲ့ရင်တုံလိုက်တာဘာဖြစ်လာတာလဲဟင်အနူးမောနေတဲ့ဖြင့်ချက်ချင်းစကားမဆက်နိုင် မျက်ရည်သာတွင်တွင်ကြား၏သူလေး အဲ့မူတဲ့အနူးရဲ့အဲ့မူတဲ့ရှယ်လီညီမလေးအဲ့မူတဲ့အနူးရဲ့ဘာပြောတာလဲရှယ်လီအနူးနားမလဲရပါလားရှယ်လီဒီအိမ်တိုင်ကိုမီလီရဲ့ဒူးထောက်လျက်သားပျော့ခွေလဲကြသွားသည်အဲ့မူတဲ့အနူးရဲ့ဟူသောစကားကိုငိုနေရင်းကအထက်ထက်ဆိုလေသည်ထိုနေ့ကကာလာများစွာ မတန်တာဖြစ်သောအမည်တညာတစ်ခုကိုပြန်လဲတီတိုညီမိလေသည် မမကြီး ဟုတ်ကဲ့ပါ အပိုင်းကိုကိုဒီမှာပဲရန်နာထားပါရစေရှင်။နောက်လာမယ့်အပိုင်း30မှာပြန်လည်ဆုံတွေ့ကြမယ်နော်။အဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်ရှင်။